ဒီဝီဘီရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ USA မှာဘာသာတရားပြန်ထွန်းကားပြီလို့ American သမ္မတ Donald Trump ကကြွေးကြော်လိုက်ပြီး Imperial အနေနဲ့ National Mall ဥယျာဉ်မှာနစ်စဉ်ကျင်းပမည်ဖြစ်တဲ့ Christmas သစ်ပင် Main ထွန်းညင်ပွဲအခမ်းအနားကိုဇနီးတဲ့ Melania နဲ့အတူဥဆောင်ကျင်းပခဲ့ပါတယ်။ a la forma de luchar más America နဲ့တင်မာမှုနဲ့မြင့်တက်နေချိန်မှာဗီနီဇွဲလာနိုင်ငံရဲ့အထုတ်ချအာဏာပိုင်ဆိုင်ခွင့်နဲ့ငြိမ်းချမ်းရေးရယူခွင့်အပေါ်တရုတ်နိုင်ငံကလူသိရှင်ကြားထောက်ခံတယ်လို့သမ္မတနီကိုလက်စ်မာဒူရိုကပြောကြားခဲ့ပါတယ်။တိုင်းပြည်ကာကွယ်ရေးအတွက်လက်နက်ကင်တိုက်ပွဲဝင်ရမယ်ဆိုရင်လည်းအသင့်ပဲလို့မဲချက်ပေးခဲ့ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ဒွန်ဘက်ဒေတာကနေစုခေါ်မပေးရင်အင်အားသုံးပြီးလွတ်မြောက်အောင်လှုပ်ဆောင်တော့မင်းလို့အိန္ဒိယမီဒီယာတစ်ခုနဲ့အင်တာဗျူးမှာသတိပေးပြောကြားလိုက်ပါတယ်။ DWB ရဲ့နောက်ဆုံးရသတင်းတွေကို DWB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရှင်။